့ကြောင့်သူမျက်နှာငယ်သွားမလားတခြားသူတွေကသူ့ဘလို့ထင်သွားမလဲဆိုတဲ့အကြောင်းအများကြီးစိတ်ခဲထည့်ဖို့ဆိုရပေါ့နော်အမေကရိုက်တာအနေနဲ့တွေ့ရခွင့်ရရဆိုတော့ဒါမျက်နှာလို့တတ်မှတ်တာပေါ့ဒါကတော့ကိုယ့်ရဲ့တတ်မှတ်ချက်လို့လည်းပြောလို့ရပါကျွန်တော်ဒီခုနဲ့သမီးနက်ကတ်ဆိုရဲစီရီတွေလေးမှာကျတော့သူရငိမ့်ဆိုရဲကာရီတာနဲ့ပေါင်းပြီးဆောင်ထားပါတယ်။သူ့ရဲ့ဇူရီရဲ့ဆိုင်ရောပိုက်စီပေါ့နော်။အာဆရာဝန်လေးလည်းဖြစ်တယ်။ပြီးတော့အမေရဲ့စကားကိုနားထောင်နေတာလေးပေါ့ ာချစ်ချစ်ဘာလုံးလာလဲကော်ဖီသွားပြော။အော်အခုသွားမလို့လေဘွာ။ကော်ဖီဆိုရင်ကော်ဖီရင်မလုံးနဲ့မုံငါယူပဲနော်ကြားလား။ဟုတ်။ဘယ်လိုပြောမလဲဆိုရင်အရင်တော့ဆိုရင်ပေါ့နော်အယူသလားပြောမလဲဆိုရင်ကျွန်တော်ကအဲကိုကိုလိုမျိုးပြောရဲဆိုတခြားသူတွေကပြောရဲဆိုရင်အယူမင်းသားမင်းသားလို့ပြောရဲချင်းကြတယ်။အဲ့ဒါကိုအဲ့ဒီစကားကိုအမျိုးပဲစိတ်ထဲမှာ ်ဆက်တယ်လို့မျိုးခံစားရတယ်ပေါ့နော်ဒါပေမဲ့ဒီ series မှာဘယ်လိုပဲပြောပြောမက်ကင်းတွေပြီးတိုးဆောင်ရဲဆိုတော့ကိုယ့်ကိုမင်းသားဖြစ်သွားပြီလို့ခံစားရတယ်မူးတစ်ခုရှိတယ်ပေါ့နော်အဲစကားကိုယ့်ဘောမှာနောက်ကျောင်းဖြစ်စီအဲ့လိုမျိုးဆိုတော့အခုကအပြောင်းလဲပြောင်းလဲသွားရလို့ကိုယ့်ရဲ့စိတ်ထဲမှာခံစားရတယ်ရောဝင်ကြောင်းတဲ့ ရပြီအဓိကပြောချင်တာကတော့ကျွန်တော်ရဲ့အပိုင်းကပရိသတ်တွေကို market ကဒီ series ကလက်ဆောင်ပေးခဲ့တယ်လို့ပဲပေါ့နော်ကျွန်တော်ရဲ့ပရိသတ်တွေအတွက်ဆိုရင်လည်းဒါကဘဝအမောတွေပြည်စင်မဲ့အလားတူပြောလို့ရပါတယ်အဲ့ဒီတော့အမောတွေဖြေနေအားပေးကြပါအဘလိုခံစားရလဲဆိုတော့ဒီဘလိုပဲပြောပြောဒီမြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးတယောက်နဲ့အတူတွဲရိုက်ခွင့်ရရယ်အမေကရိုက်တာအနေနဲ့တွဲရိုက်ခွင့်ရရယ်ဆိုတော့ဒါမင်းသားလို့တက်မှတ်တာပေါ့ဒါကတော့ကိုယ့်ရဲ့တက်မှတ်ချက်လို့လည်းပြောလို့ရပါဘူးဟုတ်သွားပဲကျွန်တော်မေ့နေတာ စစ်စစ်ကကြောင်းညာအေဂျင်စီထောင်ထားတာပဲ။ဟောသူတွေနဲ့တွေ့ပြီးပါလား။အဆင်ပြေလား။ရှင်ပြပါရအောင်ရှင်ပြရဟိုကြောင်းညာအေဂျင်စီကလည်းချစ်ထောင်တာမဟုတ်ပါဘူးအဖွားများရှယ်ယာနည်းနည်းထည့်ထားတာ ဖန်တရားလိုကိုကိုတကယ်ဖန်တရားလိုခံစားရတယ်ဆိုတော့အဲ့ဒီအရာလေးကအယံသတိထားရတယ်။ကိုကြောင့်သူမျက်နှာငယ်သွားမလားတခြားသူတွေကသူ့ဘလို့ထင်သွားမလဲဆိုတဲ့အရာကြီးအများကြီးစိတ်ထဲထည့်ဖို့ဆိုရပေါ့နော်။အဲ့လိုအရာကြီးအားလုံးစိတ်ထဲထည့်ထားနိုင်မှသာကိုကဖန်စစ်စစ်တယောက်ရှိရလို့ယူဆလို့ရပါတယ်။ကျွန်တော်တို့အခုလက်သမီးနက်ကတ်ဆိုတဲ့ series လေးကလည်းအပြတ်တနေပေါ့နော်။ဒီ series လေးမှာဆိုရင်လည်းဒီမင်းသား6ယောက်ရှိရတယောက်တယောက်စီရဲ့အပိုင်းတိုင်းမှာမတူညီတဲ့ဇာတ်တွေအများကြီးခံစားမှဖြစ်တဲ့အတွက်ဒီ series လေးကိုကြည့်မယ်ဆိုရင်အားလုံးကဇာတ်ပေါင်းဆောင်တစ်ခါခံစားပြီးသားဖြစ်မှာပါ။အဲ့တော့ကျွန်တော် A Terima kasih kepada Apitalia. Terima kasih.